မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မတ်လ15ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စခန်းတိုက်တိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စစ်ကောင်စီတပ်ရဲ့ဘူလူတူစခန်းကိုတိုက်ခိုက်သိမ်းပတ်လိုက်ပြီးတော့စစ်သား၁၂ဦးသေဆုံးကစစ်ကောင်စီတပ်ဖွဲ့ဝင်၁၂ဦးထိုင်းနိုင်ငံဘက်အချမ်းကိုထွက်ပြေးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကမတ်လ၁၄ရက်နေ့က KNU အုပ်ချုပ်မှုနယ်မြေလိုင်းပွဲမြို့နယ်မှာရှိတဲ့စစ်ကောင်စီတပ်ကတပ်ဆွဲထားတဲ့ခလာရ၃၁ point 1နဲ့၄ရှစ်မှာရှိတယ် ပူလူတူချေကုတ်စခန်းကို KNL တပ်မဟာခွန်နဲ့ကရဲအမျိုးသားကာကွယ်တပ်ဖွဲ့ KNDO နဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့များကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီစခန်းသိမ်းတိုက်ပွဲကာလအတွင်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်12ဦးသေဆုံးပြီးတော့12ဦးကတော့ထိုင်းနိုင်ငံဘက်အချမ်းကိုထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့သိရပါတယ်။ထိုင်းနိုင်ငံဘက်အချမ်းကိုထွက်ပြေးလွတ်မြောက်သွားတဲ့စစ်သား12ဦးထဲကစစ်သား3ဦးဟာဒဏ်ရာရရှိထားပြီးတော့၎င်းတို့နဲ့အတူတူလက်နက်ငယ်နှစ်လက်နဲ့လက်ပစ်ဗုံးတစ်လုံးတို့ပါအတူပါရှိပြီးတော့လွတ်မြောက်သွားခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီတပ်ရဲ့ပူလူတူစခန်းသိမ်းတိုက်ပွဲမှာ KNLA ဘက်ကရဲဘော်6ဦးဒဏ်ရာရရှိပြီးတော့3ဦးဟာကြာဆုံးခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့နယ်မှာအမြောက်တပ်များရှိတဲ့တောင်းခန်းနယ်ပြင်းဦးလယ်မြို့နယ်အဆက်အုံမတိကျေးရွာအနီးမှာတိုက်ပွဲများပြင်းထန်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မတ်လ14ရက်နေ့နဲ့ဒီကနေ့မတ်လ15ရက်နေ့ဒီမှာပြင်းလွင်မြို့နယ်အဆက်နောင်ချုံမြို့နယ်အုံမတိနဲ့ဂံကောရွာအနီးမှာလည်းတိုက်ပွဲများဆက်လက်ဖြစ်ပွားနေတယ်လို့သိရပါဗျ။မတ်လ14ရက်နေ့ကအုံမတိကျေးရွာအနီးတိုက်ပွဲမှာစစ်ကောင်စီတပ်က ဓာတ်ရုပ်ဘုံများကိုအုံပြုတ်ပြီးတော့လေကြောင်းကနေတိုက်ခိုက်ခဲ့တဲ့အတွာတော်လိုင်းရဲဘော်တချို့မူးဝေအော့အဲမှုများဖြစ်ပွားခဲ့တယ်လို့မြေပြင်မှာရှိတဲ့တော်လိုင်းရဲဘော်တို့ကပြန်လည်ပြောပြခဲ့ပါတယ်။ဒါအပြင်မက်စလာ15ရက်နေ့မနေ့မှလည်းအုံမတိချေးရွာလမ်းဆောင်အနေမှာတိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်လို့ဒေသခံများကပြောပါတယ်။စစ်ကောင်စီက drone ဘုံတွေကိုပို့ပြီးတော့တုံးပြီးတိုက်ခိုက်တာတွေရှိတယ်ပြီးတော့အရင်တနေ့ကလည်းအစိမ့်ငွေတွေကိုတုံးပြီးတော့တိုက်ခိုက်တာတွေရှိတယ် ပြီးတော့အုံမသိမှလည်းအရင်လာထဲမှာပြည်သူလူထုတွေရဲ့နေအိမ်ကိုမိရှို့သွားတာတွေရှိတယ်လို့အုံမသိကျေးရွာစစ်မြေပြင်မှာရှိတယ်တော်လိုင်းရဲဘော်တအုပ်ကပြန်လည်ပြောပြထားပါတယ်ပြည်သူ့လူမျိုးနဲ့ဝဝကျေးရွာမှာအထိုင်ချတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်ကတောင်းတက်မှာတော့ TNL နဲ့ပူးပေါင်းတပ်များသိမ်းပိုက်ထားတဲ့နောင်ချုံမြို့နယ်အတွင်းကို2024ခုနှစ်အော်တိုဘာလ22ရက်နေ့ကစတင်ပြီးတော့စစ်ကြောင်းထုတ်ဝင်ရောက်လာတယ်လို့သိရပါတယ်အဲ့ဒီနောက်မှာတော့ TNL ဥဆောင်တဲ့တော်လိုင်းတပ်များရှိနေတယ် ်ဂံကောရွာဘက်ကိုလည်းရောက်ရှိလာတဲ့အတွက်တိုက်ပွဲများဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ဒါအပြင်နောင်ချိုမြို့နယ်မိုင်း၃၀ခန့်ကွာဝေးတဲ့စစ်ကောင်စီရဲ့အမြောက်ဆက်ခန်းကိုကဲမှုဌာနချုပ်ရှိရာတောင်ခန့်ချီရွာမှာတိုက်ပွဲများဆက်လက်ပြင်းထန်နေပြီးတော့တောင်တက်မတော် TNL ဓနုပြည်သူလွတ်မြောက်ရေးတပ်တော် DPLA နဲ့ပူးပေါင်းတပ်များကတိုက်ခိုက်နေခြင်းဖြစ်တယ်လို့သိရပါတယ်။တောင်ခန့်ဒေသမှာရှိတဲ့စစ်ကောင်စီရဲ့အမြောက်ဆက်ခန်းကိုကဲမှုဌာနချုပ်မဆခ902နဲ့ အမတ်3-4လို့မှတိုက်ပွဲများဆက်လက်ပြင်းထန်နေတယ်လို့စစ်မြေပြင်မှာရှိတဲ့တော်လိုင်းရဲဘော်တချို့ကပြောပါရယ်။နောင်ချုံမြို့တောင်ပန်းဒုထောက်ဝတိမြေကူတရာအနောက်ဘက်မှာရှိတဲ့တောင်ခန့်ချေရွာမှာအမြောက်စခန်းကုတ်ကဲမှုဌာနချုပ်မဆာခ900နှစ်နဲ့၎င်းရဲ့လက်အောက်ခံအမြောက်တပ်ရင်3ရင်းဖြစ်တဲ့အမတ်3-4အမတ်206အမတ်406တို့တရှိတယ်လို့သိရပါရယ်။မဆာခ900နှစ်ဟာ အရှိမတိုင်းဆက်ဌာနချုပ်ရမခရဲ့နေမြေအတွင်တခုတည်းသောအမြောက်တပ်ကိုကဲမုံဌာနချုပ်ဖြစ်ပြီးတော့၎င်းရဲ့လက်အောက်မှာအမြောက်တပ်ရဲ့73ရဲရှိတယ်လို့သိရပါဗါတယ်တောင်းခန့်ဘက်မှာလည်းတိုက်ပွဲတွေဖြစ်နေတာရှိတယ်74ရဲ့နေတုန်းကစစ်ကောင်စီကနေပြီးတော့လက်နက်ကြီးနဲ့လှမ်းပစ်တယ်အရသာပြည်သူလူထုတေဆုံးတာ၄ဦးတောင်ရှိတယ်အဲ့ဒါကတောင်းခန့်ဘက် တက်အနေနဲ့ပြောရရင်တော့3 4ရော6ရက်နဲ့ပတ်ပတ်လည်မှာရောတိုက်ပွဲတွေဖြစ်နေတာတွေရှိတယ်လို့အဲ့ဒီရဲဘော်ကပြောပြထားပါဗျ။လက်တလုံးမှာတိုက်ပွဲဖြစ်ပွားမှုဘဲဘက်ကအားတာမှုကမရသေးဘူးလို့၎င်းကဆက်လက်ပြောပြထားပါဗျ။အစောပိုင်းကာလမှာစစ်ကောင်စီကရှမ်းပြည်နယ်တောင်ပိုင်းရက်စောက်ဒေသကနေတောင်ခမ်းကိုစစ်ကူများဆေလွတ်နိုင်တော့လေလက်တလုံးမှာတော့စစ်ကောင်စီတက်အနေနဲ့စစ်ကူမပို့နိုင်ရန်ဒနုတက် DPLA ကဖြတ်တောက်တားဆီးတိုက်ခိုက်ထားတယ်လို့ ဒနုတက်နဲ့နီးဆက်သူကပြန်လည်ပြောပြထားပါရယ်အခုနောက်ပိုင်းတော့တောင်းခန်းကိုအင်အားမဖြည့်နိုင်တော့ဘူးဘာလို့လဲဆိုတော့ကြောက်ကူအင်တော်ဘက်မှာ DBL တွေကဖြတ်တောက်ရေးတွေလုတာတွေရှိတော့တောင်းခန်းအခြေအနေကတော့သူတို့အတွက်ခက်ခဲလာတာပေါ့ဒါကြောင့်လူစားလဲတဲ့အချိန်မှာပြည်သူလူထုကိုစိုက်ဝါးတွေထဲ့တာမျိုးတွေလုပ်နေတာတော့တွေ့ရတယ်လို့၎င်းကပြောဆိုထားပါရယ်စစ်ကောင်စီရဲ့ဝါဒဖြန့် channel များကတောင်းခန်းခြေပါမှာတော်လိုင်းတက်များဆုတ်ခွာပေးနေရပြီးတော့အထိနာနေကြောင်းပြန်လည်ရေးသားနေကြပါရယ်ခြေပါတချို့ကိုပြန်လည်တိမ့်ပိုက်ထားကြောင်းလဲရေးသားပြီးတော့ဝါဒဖြန့်နေကြတာကိုတွေ့ရပါရယ် ဒါအပြင်ပြီးခဲ့တဲ့ရက်ပိုင်းကတောင်ခမ်းမှာရှိတဲ့အမြောက်တပ်မှကာလာကြာရှိအောင်တပ်အပြောင်းလဲမလုပ်နိုင်ခဲ့တဲ့တမဆက်တဲ့လက်အောက်ခံတပ်ရင်းတချို့ကိုရှားတောင်ကတပ်ရင်းတချို့နဲ့အပြောင်းလဲလုပ်ခဲ့တယ်လို့သိရပါဗါးအခုလိုမျိုးတပ်အပြောင်းလဲလုပ်တာကိုတောင်ခမ်းဒေသမှာရှိတဲ့အမြောက်တပ်ရင်းများအားလုံးကိုသိမ့်ပိုက်ဖိမ့်ချုပ်ပြီးတော့ ပြန်လာပြီးအောင်ပွဲရတဲ့စစ်သားများဆိုပြီးတော့ဝါရဖြန့်ကတပ်မိသားစုဝင်များကြိုးဆိုခဲ့ကြတာကိုတွေ့ရပါတယ်အဲ့ဒီအခြေအနေကတက်ချင်းတဲ့အနေထားကတော့ဘယ်လိုပြောရမလဲသူတို့ကအဓိကဝါရဖြန့်တာတတ်တတ်ပဲလို့ကျွန်တော်တို့အဲ့ဒီလိုပဲမြင်ပါတယ်ဘာလို့လဲဆိုတော့တောင်းခန်းကိုအလုံးစုံထိ ंछ ုပ်သွားတာမျိုးတွေရေးသားဖော်ပြတာတွေကိုလည်းတွေ့ရတယ်အရင်တုန်းကတော့ပြောရမယ်ဆိုရင်အားလုံးကဝိုင်းဝန်းပိတ်ဆို့ထားတဲ့အနေထားရှိပါတယ်ဒါပေမဲ့အခုနောက်ပိုင်းမှာကျတော့လမ်းကြောင်းတွေပြန်ဖွဲ့ပေးလိုက်တဲ့အနေထားမှာတက်ချင်းတာမျိုးတွေလောက်တာပေါ့ အဲ့ဒီလိုဟာမျိုးအပေါ်မှာသူတို့ကတောင်းခံကိုပဲအလုံးစုံထိန်းချုပ်လို့ရသွားတယ်ဆိုတဲ့ပုံစံမျိုးတွေတွေ့ရတာပေါ့အဓိကကတော့သူတို့ဝါဒမိုင်းတွေသူတို့ရဲ့စစ်ကောင်စီအချင်းချင်းမိုတီယူကြတယ်လို့ပဲမြင်ပါတယ်အများကြီးတော့ထူးခြားမှုမရှိပါဘူးလို့ဒနုတက်တဲ့နီးစပ်သူကရှင်းပြထားပါတယ်အမြောက်တက်များရှိတယ်တောင်းခံချင်းရွာမှာတော်လိုင်းပူပေါက်တက်များစုတ်ခွာပေးခြင်းမရှိပဲဝမ်းဝုံပြီးတော့ပိတ်ဆို့တိုက်ခိုက်နေစေပြတယ်လို့၎င်းကရှင်းပြထားပါတယ်ဒါအပြင်ပြည်သူများအနေနဲ့တောင်းခံဒေသစစ်ရေးအခြေအနေနဲ့ပတ်သက်ပြီးတော့စိတ်မပူကြရန်တောင်းခံဒေသစစ်မြေပြင်မှာရှိတဲ့တော်လိုင်းရဲဘော်တို့ကပြောပြထားပါတယ် သူတို့ဝါရဖြန့်နိုင်ကျွန်တော်တို့ကယုံလို့မရဘူးလေကျွန်တော်တို့မြေပြင်မှာလှုပ်ဆောင်နေတာဆိုတော့ကျွန်တော်တို့ကအတိဆုံးပဲဖြစ်ပါတယ်အဲ့ဒါကြောင့်ပြည်သူလူထုအနေနဲ့လည်းအရန်ကြီးစိုးရိမ်ကြကြီးမဖြစ်ကြပါနဲ့အဓိကကတော့သူတို့တောင်းခံမှာပြိမ့်မိနေတာခုနလရှစ်လရှိနေပါပြီ အခုမှသူတို့ကလူချိတ်လို့ရတဲ့အပေါ်မှာတခြားလူတွေသူတို့လက်အောက်ငယ်သားတွေကိုတောင်းခံကိုမသွားရမှာဆိုလို့ဆိုတဲ့ဟာမျိုးတွေနဲ့ဝါရဖြတ်တာပဲဖြစ်ပါတယ်ဝါရဖြတ်မှုကြီးကြီးမားမားလုပ်တယ်လို့ပဲမြင်ပါတယ်အဲ့ဒါကြောင့်ပြည်သူလူထုအနေနဲ့လည်းအယံကြီးနားတွေမယုံကြဘူးပြောကြပါတယ်အယံကြီးတော့ထူးခြားမှုအများကြီးမရှိသေးဘူးလို့ပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္သာရီတိုင်းလောင်းလုံးမြို့နယ်ကြောင်နေမော်ရွာပြူစောတိစခန်းကိုဒရုန်းနဲ့ဘုံကျဲတိုက်ခတ်ရာစစ်ကောင်စီတပ်သား၄ဦးပြေးထန်စွာဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်လ၉ရက်နေ့မနက်၇နာရီကမှကြောင်နေမော်ရွာမှာရှိတဲ့ပြူစောတိစခန်းကိုတော်လိုင်းတပ်ဖွဲ့များကဒရုန်းနဲ့ဘုံကျဲတိုက်ခတ်ရာဘန်ကားအနီးမှာဘုံသီးများချက်ရောက်ပောက်ခွဲခဲ့ပြီးတော့ပြူစောတိ၄ဦးအပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။၎င်းတိုက်ခတ်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများကလက်နက်ငယ်များနဲ့ပြန်လည်ပစ်ခတ်တိုက်ခတ်ခဲ့တော်လဲတော်လိုင်းရဲဘော်များအထိကိမ်းမရှိ ပဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်ကျွန်တော်တို့ကနေကန်တပ်ဖွဲ့တွေဖြစ်ပါတယ်ဒီပွဲကကျွန်တော်တို့တိုက်တာမဟုတ်ပေမဲ့ကျွန်တော်တို့အနေနဲ့တော်လန်နေတဲ့အဖွဲ့အစည်းတိုင်းကိုလေးစားပါတယ်အဓိကပြောချင်တာကတော့ဘုံရန်သူကိုတိုက်ခတ်တဲ့နေရာမှာကျွန်တော်တို့အကောင်းဆုံးပူးပေါင်းပြီးတော့ဆောင်ရွက်သွားမယ်ဆိုရင်အောင်မြင်မှုဟာတွတ်ချက်ထားတာထက်ကိုပိုပြီးတော့ရမှာတေးကြပါတယ်တော်လန်ရဲ့အဖွဲ့အစည်းတွေအချင်းချင်းပူးပေါင်းဆောင်ရွက်မှုတွေဒီထက်မကပိုပြီးတော့လှုပ်ဆောင်သင့်ပါတယ် ရန်သူဟာတဖြည်းဖြည်းနဲ့ပြန်ပြီးတော့အင်အားပိုင်းမှာရောဤပညာပိုင်းမှာရောဖြည့်တင်းပြီးတော့စုဖွဲ့လာတာတွေရှိပါတယ်ကျွန်တော်တို့တော်လိုင်းရဲ့အဖွဲ့အစည်းတွေကလည်းရန်သူရဲ့လက်ရှိအခြေအနေကိုအကောင်းဆုံးနားလည်အောင်လို့စ조사ဆောင်ရွက်တင်ပါတယ်လို့လောင်လုံးမျိုးနဲ့ပြည်သူ့ကော်မတီတပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်ရှဲတို့ကပြောပြထားပါတယ်၎င်းတိုက်ခိုက်မှုကိုလောင်လုံးပကဖ drone တပ်ဖွဲ့ TPLF drone တပ်ဖွဲ့ Sky Ghost 1 drone တပ်ဖွဲ့ရေဦးပျောက်ကြား drone တပ်ဖွဲ့နဲ့ចောင်းသားတော်လိုင်းရဲ့တပ် drone အဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတာတောင်သာမြို့နယ်မှာရှိတဲ့အကြမ်းဖက်စစ်တပ်တပ်ဆွဲထားတဲ့စကြမ်းဂိတ်နယ်စွတ်ကျဲဆက်ယုံကိုဝေရောက်တိုက်ခတ်ရာစစ်သား၃ဦးသေဆုံးပြီးဂိတ်စခန်းနဲ့ဂိုဒေါင်ကိုမိရှို့ရှင်းလင်းခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာ၁၄ရက်နေ့မွန်လွဲပိုင်းအချိန်မှာတောင်သာမြို့အနောက်ဘက်အထွတ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားအင်အား90လောက်တပ်ဆွဲထားတဲ့စကြမ်းဂိတ်ကိုမြင်းကြံခရိုင်မှ၃တပ်ရင်းကတော်လိုင်းရဲဘော်များကပူးပေါင်းကဝေရောက်တိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား၃ဦးသေဆုံးခဲ့ပြီးတော့ထိခိုက်ဒဏ်ရာ ရရှိသူတွေများပြားခဲ့တယ်လို့သိရပါတယ်တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားအယောက်30ခန်းကတော်လိုင်းတပ်ဖွဲ့များကိုဝမ်ပတ်ပိတ်ဆို့တိုက်ခိုက်ခဲ့တဲ့အတွက်တေဆုံးသွားတဲ့စစ်သားများရဲ့လက်နက်ခဲယမ်းများကိုကောက်ယူနိုင်ခဲ့ခြင်းမရှိဘဲအထိုင်းဂိတ်စခန်းကိုသာမီးရှို့ရှင်းလင်းနိုင်ခဲ့တယ်လို့သိရပါတယ်အဲဒီနောက်မှာတော့တော်လိုင်းတပ်ဖွဲ့များကတောင်သာမြို့နယ်စွတ်ကျဲဆက်ယုံမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုလည်း60မမလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးတော့ဆက်ယုံအတွင်းမှာရှိတဲ့ဘန်ကာ၃လုံးပြိုကျပျက်စီးခဲ့ကတော်လိုင်းရဲဘော်များကကြက်တုံ၉ရောင်ကိုမီးရှို့ရှင်းလင်းခဲ့တယ်လို့သိရပါတယ်တောင်သာမြို့နယ်အ နောက်ဘက်အထွက်ကအင်းအား90ခန်းအထိုင်ချထားတဲ့ဇကြန်းစစ်ခွေးကိန်းနဲ့စွကျဲဆိုင်ယုံကိုဝေရောက်တိုက်ခိုက်ခဲ့တယ်စစ်ခွေး3កောင်တိတ်ပြီးတော့ထိခိုက်ဒဏ်ရာရတဲ့သူတွေများပြားခဲ့ပါတယ်လက်နက်တွေကိုတော့ကောက်ယူနိုင်ခဲ့ခြင်းမရှိပါဘူးစစ်ခွေးကိန်းနဲ့ဂိုဒေါင်ကိုတော့မီးရှို့ခဲ့ပါတယ်လို့မြင်းညာခရအမှတ်3တိုက်ရင်ကတာဝန်ရှိသူကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မဂွေတိုင်းဆလင်းမြို့နယ်မှာအကြမ်းဖက်စစ်တပ်ကအသက်50ကျော်အရွယ်အမျိုးသမီးတအုပ်ကိုမိရှို့တပ်ဖြတ်ပြီးကျေးရွာနှစ်ရွာကိုမိရှို့ဖျက်ဆီးခဲ့ခြင်းကြောင့်နေအိမ်အလုံး400ကျော်ပြာကျကကျေးရွာ24ခုကပြည်သူ1000ကျော်ဟာထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာ12ရက်နေ့မှာဆလင်းမြို့နယ်စင်ဖြူကျွန်းမြို့မှာရှိတဲ့နေပူကန်ရွာကိုအကြမ်းဖက်စစ်ကောင်စီတပ်သားများကဝင်ရောက်စီးနင်းတဲ့အချိန်မှာအသက်50ကျော်အရွယ်စိတ်ရောဂါဝေဒနာခံစားနေရတဲ့အမျိုးသမီးတအုပ်ကိုမိရှို့တပ်ဖြတ်ပြီးကျေးရွာအတွင်းမှာရှိတဲ့ ဲ့ပြည်သူပိုင်နေအိမ်များကိုရွာလုံးကျွတ်နှီးပါမိရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။မက်စလာ73ရက်နေ့မှာအကြမ်းဖက်စစ်ကောင်စီတပ်သားများကကုတ်ကိုဒန်းရွာကိုလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့်ကျေးရွာအတွင်းမှာရှိတဲ့နေအိမ်အများအပြားမီးလောင်ပျောက်ချခဲ့ရတယ်လို့သိရပါတယ်။လက်ရှိအချိန်မှာအဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းကြောင့်နေပူကန်ရွာနဲ့ကုတ်ကိုဒန်းရွာကနေအိမ်အလုံး400ကျော်ပျောက်ချခဲ့ရပြီးတော့ကျေးရွာပေါင်း24ခုက ပြည်သူ16000ကျော်ဟာထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗယ်။စေမင်းဆောင်ပြည်သူများဟာလည်းလက်ရှိအချိန်မှာအရေးပေါ်စားနပ်ရိက္ခာများလိုအပ်နေပြီးတော့စေဝါနဲ့အဝတ်ထည်များလည်းလိုအပ်လျက်ရှိတယ်လို့သိရပါဗယ်။စစ်ခွေးစစ်ကြောင်းကမတ်လ12ရက်နေ့မှာနေပူကန်ရွာကိုဝင်းရောက်စီးနှင်းပြီးတော့နေအိမ်တွေကိုမိရှို့ဖျက်ဆီးတယ်။ဂျေးပါအတွင်းကအသက်50ကျော်အရွယ်စိတ်ကြမ်းမာရေးမကောင်းတဲ့အမျိုးသမီးကြီးတအူးကို ဘေးကင်းရာကိုခေါ်ဆောင်နိုင်ခဲ့ခြင်းမရှိဘဲနဲ့မိလောင်ပြီးတော့တိတ်ဆုံးခဲ့ရပါတယ်မက်စလာ73ရက်နေ့မှာကိုကိုတန်းရွာကိုစစ်ခွေးတွေကလက်နက်ကြီးနဲ့ပြစ်ခတ်လို့နေအိမ်တွေထွက်မှန်ပြီးတော့မိလောင်ပြာကျသွားပါတယ်ကျေးရွာတန်းရွာလုံးအကုန်လုံးနီးနီးကိုမိလောင်ပြာကျသွားတာနှစ်ရွာပေါင်းနေအိမ်အလုံး၄00နီးပါးကိုပြာကျသွားပါတယ်ကျေးရွာ24ရွာကလူဦးရေ16000ခန့်လောက်ဟာဆစ်ဆောင်နေရတယ် ်ပြည်သူတွေကအဝတ်တထည်ကိုတစ်ခုနဲ့ပြေးလာရတာဆိုတော့စားနပ်ရိက္ခာတွေလည်းအရေးပေါ်လိုအပ်နေပါတယ်လို့စလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတာဝန်ရှိသူတို့ကပြောပြထားပါတယ်။အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာမတ်လ9ရက်နေ့မှာမင်းဘူးဘက်ကနေပြီးတော့စစ်ရင်တန်းနဲ့စလင်းမြို့နယ်စင်ဖြူကျွန်းဘက်မှာရှိတဲ့ကျေးရွာများကိုစစ်ကြောင်းထိုးဝင်ရောက်စီးနင်းနေခြင်းကြောင့်တော်လိုင်းတပ်ဖွဲ့များနဲ့ထိတွေ့တိုက်ပွဲများဖြစ်ပွားပြီးစစ်ကောင်စီတပ်သားများကပြည်သူ့ဝိုင်းနေအိမ်များကိုဇက်တိုက်မိရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းနထူးကြီးမြို့နယ်မှာစစ်မှုထမ်းအပတ်စဉ်9နဲ့အပတ်စဉ်9ကတပ်သားတဲ့4ဦးကတနက်တက်လက်ကိုယူဆောင်လာပြီးတော့အလင်းဝင်ရောက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလန်ဒုတိယပတ်မှာအကြမ်းမတ်စစ်တပ်ရဲ့ခလာရ253တပ်ရင်းနဲ့ခလာရ113တပ်ရင်းကစစ်မှုထမ်းအပတ်စဉ်9နဲ့အပတ်စဉ်9က ပေါ်တာဆွဲဖမ်းဆီးခံရတယ်တက်သားစောအောင်မင်းထွန်းတက်သားဝေယံစုံတက်သားတီဟအောင်နဲ့တက်သားဆိုင်းထုတ်ခေါင်တို့ဟာမြင်းကြံခရိုင်အမှတ်၄၀တက်ရင်နထိုးကြီး People Defense Force NPDF ထံကိုအလင်းဝင်ရောက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်အလင်းဝင်လာတဲ့စစ်မှုထမ်းတက်သားတဲ့၄ဦးဟာ MA1 တက်နက်တလန်ကြီပေါက်၃ခုနဲ့ 5.56G အတောင့်၁၀၀တို့ကိုယူဆောင်လာခဲ့တယ်လို့သိရပါတယ်အခုလိုမျိုးအလင်းဝင်လာသူ၄ဦးကိုနထိုးကြီး People Defense Force NPDF ကရွေးထွေးစွာချုပ်ဆိုပြီးတော့လက်နက်ခဲယမ်းများကိုပါယူဆောင်လာနိုင်ခဲ့တဲ့အတွက်စုချင်း င်းငွေကိုပါပေးအပ်ထားပြီးတော့၎င်းတို့ရဲ့စန္ဒာအတိုင်းလွတ်မြောက်နေမျိုးကိုပို့ဆောင်ပေးခဲ့တယ်လို့သိရပါဗျ။အခုတော်တော်များများကစစ်မှုထမ်းအပတ်စဉ်တွေမှာပေါ်တာဆွဲပြီးတော့ပါသွားတဲ့သူတွေရှိတယ်။တချို့ကြတော့လေမိသားစုနဲ့အချက်ကိုင်းပြီးတော့မှဖမ်းဆီးခံရတဲ့ရဲဘော်တွေရှိတာပေါ့။ ကျွန်တော်တို့မြင်းကြံခရိုင်ဘက်မှာပဲဖြစ်ဖြစ်တခြားတိုင်းရင်းသားဒေသတွေမှာပဲဖြစ်ဖြစ်စစ်ကောင်စီကစစ်မြေပြင်ကိုတိုးပို့တဲ့အခါကျရင်စစ်မှုထမ်းရဲဘော်တွေကတခြားသောစစ်အာဏာရှင်လက်အောက်မှာတာဝန်မထမ်းဆောင်ခြင်းနဲ့ရဲဘော်တွေရောပြည်သူတွေနဲ့အတူတူပြည်သူရင်ဝင်ကိုခိုးလုံကြဖို့နဲ့ကျွန်တော်တို့ရဲဘော်တွေစီမှာပြည်သူကာကွယ်တပ်မတော် PDF တပ်ရင်းတပ်ဖွဲ့တွေစီမှာလာပြီးတော့အလင်းဝင်ရောက်ခိုးလုံကြပါလို့ကျွန်တော်တို့ကမြစ်တာရက်ခံပါတယ်ကျွန်တော်တို့စုချင်းငွေတွေနဲ့ အခြားသောကျွန်တော်တို့တက်နိုင်တဲ့ဘက်ကလုတ်ပေးနိုင်တာတွေရှိနေပါတယ်လို့နထိုးကြီး People Defense Force မြင်းကြံခရိုင်အမှတ်၄၀တပ်ရင်းကပြောရင်းဆိုခွင့်ရှိသူဆရာဆိုးကပြောပြထားကြောင်းတရင်ရရှိပါတယ်ခမောင်းအခုလိုမျိုးမြန်မာတက်နိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးတရင်နိုင်ငံရေးတရင်များကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခမောင်း မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးရန်တွေကင်းရှင်းပြီးတော့အချက်ပါစစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ